ကျွန်တော်ဒီအချိန်မှာပြန်စဉ်းစားကြည့်ကျွန်တော်မဖြစ်ခင်ကျွန်တော်ခွေးတော်တော်ဖြစ်နေမှာပြန်ဒီလားကျွန်တော်၃နှစ်အတွင်းမှာဖြစ်မလာခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဘာဆက်လုပ်မှာလဲအရှိမဒီပွဲစားကြရမှာပြောခဲ့လို့ပဲ nothing on objective 5ကိုပဲပြည့်ပြည့်တည်တာတော်တော်လေးကျွန်တော်ဒါကောင်းသွားခဲ့တဲ့အရာတခုလို့လည်းပြောရင်မပေါင်းဘူးเนาะဒီဝင်လာတဲ့အရာတခုလေကျွန်တော်ဖေးထားလို့မရဘူး Alien Skype ကြီးကျွန်တော်ဒီဖယ်လာပြီးွားလို့ရှိရင် ဒါသူ့ရဲ့ဒီ ultimate jordy anthropy is proposition နေနဲ့မင်းအဲ့လိုတော့မပြောနဲ့နည်းနည်းလေရော့တယ်။ဒီမှာတော့ပြန်မလာပဲမဲ့ဖဲကွန်ကတော့ပြန်လာမှာ။ဂျုံကြည်လာတို့ဒါဖဲကွန်နေနဲ့နိုင်ရရှိသွားပါပြီ။အဲ့တော့ panelist တွေကလည်းတို့ဒါပြောဖို့ ready ပဲဗျာ။တို့တို့ panelist တွေနဲ့တူပြန်လာခဲ့ပါပြီ။ ိုတော့အဓိကတော့ကျွန်တော်မေတီစီအနေနဲ့ backup ပေးဖို့လေအရင်မတွေ့သွားခဲ့ဘူး။ဘာကကြတော့ရန် Melzer can the pull in the back very easy to get the key looking at the middle ကဲထောက်ပတ်လုံးတော်တော်လေးဒီနေ့စက်ပြီးသွားပြီဘောတော့ဒါကြောင့်မို့လေသူအနေနဲ့ damage တော်တော်များများပေးနိုင်ရလို့ထင်နေဗျ။ပြောနေကြလီယွန်မော်လေးတော့ထွက်လာဒီခေါက်မှာတော့ Martin Lee မော့သူတို့အနေနဲ့ outdrop တွေလည်းဖြစ်လာနိုင်တယ်ဒီကဒီတတိယလူပွဲအပြီးဟိုမှာကျွန်တော်ကုန်ဖိတ်ခါပိုင်းဆိုင်ရဒီမှာတော့ဒါ8.2 back က standard trapping flow ကသူထုံးနေကြပုံနဲ့လည်းရှိရဗျ ကျွန်တော် e-sport commentator e-sport အစီအစဉ်တင်ဆက်သူဆိုရယ် career life ကိုဘယ်လိုမျိုးရည်ချဖြစ်ခဲ့ရလဲလွန်ခဲ့တဲ့၄နှစ်၅နှစ်ကိုကျွန်တော်ပြန်သွားကြည့်မိပြကျွန်တော်ကအဲ့ချိန်တုန်းကနောက်ဆုံးနဲ့ physics တက္ကသိုလ်ကျောင်းသားတယောက်ဖြစ်တယ်ပုံမှန်လေးပဲတွေ့ထားတဲ့အတွေ့အကြုံကျွန်တော်စိတ်ထဲမှာရှိရပြကျောင်းပြီးသွားရင်ပုံပုံမှန်ကုမ္ပဏီတစ်ခုခုမှာအလုပ်လုပ်မယ်ဘဝဝေးစေးပဲဖြတ်တန်းမယ်ပေါ့နော်ဒါပေမဲ့အဲ covid ဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာကျွန်တော်ကျွန်တော်ကြောင်းဆက်မတက်ဖြစ်ဘူးကိုဗစ်မှာဆုံးရှုံးမှုတွေအများကြီးရှိခဲ့တယ်ဒီချိန်မှာကျွန်တော်လှုပ်လှုပ်ရမယ်ဆိုတဲ့အတွေးတွေအများကြီးဝင်လာခဲ့တယ်ပေါ့ဗျာအလုပ်လုပ်ရတော့မယ်ဆိုတော့ဟုတ်ပြီကျွန်တော်ဘာလုပ်မှာလဲကျွန်တော်မိကုန်းနေကွက်ကိုမိခဲ့တယ်ပေါ့နော်မိကုန်းနှစ်ခုမိခဲ့တယ်မင်းဘာလုပ်မှာလဲဘာအလုပ်လုပ်မှာလဲဘာအလုပ်လုပ်တယ်လဲအဲ့ဒီမိကုန်းနှစ်ခုကိုကျွန်တော်ည8တိုင်းမနက်မူလင်းတိုင်းချိန်တိုင်းစကန်တိုင်းကျွန်တော်မိခဲ့တယ်ဗျာအာကျွန်တော်ဘာလုပ်လုပ်မှာလဲဆိုတော့တငယ်ချင်းတွေလေးတိကြတဲ့အတိုင်းပဲပေါ့နော် အဆင်ပြေတဲ့သူတွေကလည်းကုမ္ပဏီမှာဝင်လုပ်တယ်အတိတွေနေပေါ့ဗျာအဲအလုပ်တစ်ခုခုမှာဝင်လိုက်ပေါ့အဲ့တော့ကျွန်တော်လည်းမလုပ်ရမလဲဆိုရင်မှစဉ်းစားရတယ်ဒီအချိန်တွေမှာကျွန်တော်အဲ့ဒီမိခွန်းတွေမင်းနေတဲ့အချိန်တွေမှာကျွန်တော်မှာရှိရ resource ရှိရကျွန်တော်ကျွန်တော်မှာရှိရအရင်းမြစ်တွေပေါ့ဗျာအဲကျွန်တော်မှာ low budget PC တစ်လုံးရှိရပြီးတော့ရင်အိမ်ကကျွန်တော်ကိုထမင်းတော့ထမင်းနေဟင်းပေါ့နော်ကျွေးနိုင်တဲ့အချိန်တွေတခုပေါ့အဲကျန်တဲ့နေရာတွေကတော့ကိုယ့်ကိုဖြည့်ရှင်းရမယ်နေထားပေါ့ဗျာ ကြီးကြီးမားမားရင်းကြီးရာလဲထုတ်ပေးနိုင်တဲ့အခြေအနေမဟုတ်ဘူး။အရင်ကြီးမနှံ့အောင်တော့ထားပေးနိုင်တဲ့အခြေအနေလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။အဲ့ဒီအခြေအနေတော့အဲ့တော့ကျွန်တော်မှအဲ့နှစ်ခုအရင်မြစ်တီးရှိတယ်။မုံဘိုးကတော့တရားပေါင်းမရအောင်မုံဘိုးတပြားမှမရတော့တဲ့အခြေအနေပြ။အဲ့ကျွန်တော်ဘာလို့လုတ်တက်လဲဆိုရင်မှပေါ့ကိုရင်ပြီးတယ်ပေါ့နော်။ကျွန်တော်ကြောင်းတက်တုံးကလေးလာခဲ့တဲ့ຢာတွေကအင်္ဂလိပ်စာ skills က intermediate level skill ရှိမယ်။ foreigner ကောင်းကောင်းတရားကိုကျွန်တော် guide လုပ်နိုင်တယ်။သူတို့နဲ့ communication ကောင်းကောင်းကြီးလုပ်နိုင်တယ်။ uh, fluently ပေါ့ဗျာတော်တော်ကြီးကိုလုံနိုင်နေအမ်ပြီးသွားရင်ကျွန်တော်ပုံမှန်သုံးနေကြအဲ့ချိန်တော့ကျွန်တော်ဒီ Canva ဆို Premiere Pro Photoshop အမ်ပုံမှန်အသုံးပြုနေကြ basic အရာတွေအကုန်လုံးကျွန်တော်သုံးတတ်တယ်ပေါ့နော်ကျွန်တော်မှအဲ့ဒါတွေရှိတယ်အဲ့တော့ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဘာလုံးလုံးမှလဲဆိုပြီးမှစဉ်းစားရတဲ့အချိန်ဒီမှာကျွန်တော်ကျွန်တော်ရဲ့ကျွန်တော်အလုပ်လုပ်တဲ့အချိန်ဒီမှာပြောရရင်အလုပ်လုပ်တဲ့အချိန်တိုင်းကိုကျွန်တော်အလုပ်လို့မခံစားဘဲနဲ့ဖက်တန်းခြင်းတယ်ကျွန်တော်အဲ့ချိန်ဒီမှာ အခြားသောအလုပ်တွေလည်းရွေးချယ်ကြရရှိတယ်။အဲအင်တာဗျူးတွေဖြေဖို့အတွက်ကျွန်တော်ကာဗာလက်တာတွေရော အများကြီးပဲရေးပြီးရှောက်ခဲ့တဲ့အရာတွေရှိတယ်ပေါ့နော်။ကျွန်တော်နောက်ဆုံးခွက်ကိုအချိန်ပေးပြီးစဉ်းစားခဲ့တဲ့အရာတခုရှိတယ်။အဲ့ဒါကျွန်တော်အချိန်ကြီးအများကြီးတုံးပြီးတော့ပေးဆက်ခဲ့တဲ့အရာဘာရှိမလဲပေါ့နော်။ကျွန်တော်အင်္ဂလိပ်စာဆိုလို့ရှင်လေကျွန်တော်3နှစ်4နှစ်လောက်ကျွန်တော်လေ့လာခဲ့တဲ့အချိန်ကြီးရှိရဲကွန်ပျူတာသင်တန်းနေဆိုလို့ရှင်လေတူတူပဲပေါ့နော်တစ်နှစ်နှစ်နှစ်ဒါပေမဲ့အဲ့ဒီယာရီကအချိန်တိုတောင်းတဲ့ကာလတွေဖြစ်တယ်ပေါ့နော်ကျွန်တော်နဲ့အချိန်အကြာကြီးရှိနေခဲ့တာဂိမ်းစီလို့ပြောလို့ရတယ် ကျွန်တော်အသက်9နှစ်10နှစ်ဝင်နေတာပါနေပြီးတော့ကုသက်ရွယ်အထိပဲဗျာကျွန်တော်ဂိမ်းပေါင်းဆုံးကျွန်တော်စောင့်နေသေးဖြစ်တယ်ပေါ့နော်အဲစတိုရီဂိမ်းနေ mover game နေကျွန်တော် sim game နေ MMORPG shooting အစုံပဲဗျာဒီ game နေနဲ့အလုံးလုံးရရင်ရောလို့တွေးမိတဲ့အချိန်တိုင်းမှာကျွန်တော်ရဲ့စိတ်ထဲမှာပျော်ရွှင်မှုပျော်ရွှင်မှုရရပေါ့ဗျာအဲ့တော့ကျွန်တော် e-sport ဆိုတဲ့နေရာတွေမှာလှုပ်လှုပ်ချင်တယ်အဲ့ကာလာတွေတုန်းကလည်း ဒီ G7 ကနေစပြီးတော့ East မြန်မာ eSport တောက်လောင်ခဲ့တဲ့မိက M2 ဆိုတဲ့အချိန်ဒီမှာအဟိုက်ဆုံးထိဖြစ်ခဲ့တယ်။ကျွန်တော်အဲ့အချိန်တော့ job eSport job position တွေမတိတားသေးဘူး။အရင်မတိဘူးပေါ့နော်။အတိတဲ့အရာတွေတော့ရှိရဲ့ဗျာ။ဒီတော့ဆိုရင်လည်း broadcast တွေရှိမယ်။ broadcast မှာဆိုလို့ရှိရင်လည်းအောက်မှာအခွဲတွေကတော့ job မတိဘူးဗျာ။ broadcast ရှင်းမှာလှုပ်လှုပ်ချင်တာလား။ပြီးတော့ရင်ကျွန်တော် talent ပိုင်းဆိုလို့ရှိရင်လည်း panel ရှိမယ်။ panel ရှိမယ်ကျွန်တော် e-sport community တွေရှိမယ် caster တွေရှိမယ်ပြီးတော့ analyst တွေရှိမယ်အသင်းမှာဆိုလို့ရှိရင်လည်း player လောက်မှာလာအမှုနီးပြလောက်မှာလာ coach လောက်မှာလာအဆုံးပဲဗျာကျွန်တော်အဲ့အရာတွေအကုန်လုံးတစ်ခုချင်းစီအဲကျွန်တော်ခြာပြီးတော့ရှိရပေါ့နော်ကျွန်တော်နဲ့ဘယ်ယာတွေကအဖြစ်နိုင်ဆုံးလဲဆိုရင်မှကျွန်တော်သုံးမှုလောက်ကိုအစင်လိုက်တိုင်းရွေးရပေါ့နော်ပထမဦးဆုံးကျွန်တော်ရေးခဲ့တဲ့အရာ content writer e-sport content writer ဒါတော့ကျွန်တော်တို့ဖြစ်နိုင်ဆုံးလို့ကျွန်တော်သိတယ်အဲ့ချိန်တုန်းကကျွန်တော်ဘိန်းနေကုန်လုံးနဲ့ရင်းနေပြီးသားဗျာအဲဘယ်ရလာလာကျွန်တော်ကောင်းကောင်းလေးရင်းနိုင်နေပြီဗျာနောက်တစ်ခုက content creator ဒါမှမဟုတ်လို့ရှင် stream မှာဒါတော့ freelance သဘောဖြစ်တယ်ကျွန်တော်စီမှာလည်းအဲ PC သေးလေးတစ်လုံးရှိနေရဆိုတော့ကျွန်တော် try တော့ try ကြည့်လို့ရတယ်ဗောဗျာပြီးတော့နောက်ဆုံးတစ်ခုက e-sport caster ဗျာအဲ့ဒီတော့အမှုလုံးကိုကျွန်တော်စဉ်းစားကြည့်ရတဲ့အချိန်မှာဘယ်လိုမျိုးစဉ်းစားရလဲဆိုတော့ content writer ဆိုတဲ့အချိန်ဒီကွာကျွန်တော်တော်တော် knowledge တွေရှိတယ်ကျွန်တော်ကောင်းကောင်းရေးနိုင်တယ် အဲကျွန်တော်တို့ presentation တွေလုပ်ရတဲ့အပိုင်းတွေဒီဂီယာတွေအကုန်လုံး content ကောင်းကောင်းရေးရတဲ့အရာတွေကကျွန်တော်တို့လွယ်ကူလေလို့ထင်တယ်ပေါ့နော်အရင်ကြီးကြိုးစားအထောက်အကူရှိစရာမလိုဘူးအဲ့တော့ကျွန်တော်အဲ့ဒါပထမဆုံးရွေးခဲ့တယ်ပြီးတော့အဲ content creator နဲ့ဆိုရင်မှာကျွန်တော် premiere pro ဘာလို့ကျွန်တော် basically သုံးတတ်တယ်ဗျ basic အခြေအနေကသုံးတတ်တယ် ကျွန်တော်ဗီဒီယိုတွေ edit လုပ်လို့ရတယ်ပြီးတော့ streaming လုပ်လို့ရတဲ့အချိန်တွေပေါ့ဗျာအဲဒီမှာကျွန်တော်မှာ work ကန်တော့မရှိသေးဘူးဖြစ်ပုံများတယ်အဲ့ဒါနဲ့ကျွန်တော်နောက်ဆုံးတစ်ခုက e-sport caster e-sport commentator ပေါ့နော်အဲ့ဒီနောက်ဆုံးတစ်ခုကိုကျွန်တော်ဘယ်လိုရွေးချယ်ဖြစ်ခဲ့ရလဲဆိုတော့အเจ้าမှာ presentation တွေလုပ်တိုင်းကျွန်တော်အမြင်နဲ့အဲ့ဒီ presentation video ကိုပြန်နှားထောင်တယ်ကျွန်တော်အစီမှာ clarify ဖြစ်တဲ့ voice တစ်ခုရှိရပေါ့နော်ကြည်လင်ပြတ်သားတဲ့အတန်တစ်ခုရှိရအောင်ကျွန်တော်ကိုယ့်ကိုတတိထားမိရပြီးတော့ကျွန်တော်ကောင်းကောင်းကြီး presentation လုပ်နိုင်တယ် ဒါတော့မှကျွန်တော်စဉ်းစားခဲ့တဲ့ကျွန်တော်စဉ်းစားခဲ့တဲ့အရာတစ်ခုက analyst ဒါမှမဟုတ် solution ပန်နယ် solution နဲ့အစဉ်ပြေကောင်းပြင်နိုင်တယ်ပေါ့နော်အဲ့တော့ e-sport commentator ဆိုတဲ့အရာတစ်ခုအဲ့ထဲမှာရေးခဲ့တယ်ဗျအဲ့မှာကျွန်တော် content writer ကြီးစာရေးတယ်အကျော်ဒီခု page ပဲပေါ့နော် SC14 channel မဖြစ်ခင်ကာလတစ်ခုမှာအဲ့ e-sport နဲ့ပတ်သက်တဲ့ sound bar တွေတရေနေရှိတယ်ပေါ့ဗျ game စီအကြောင်းတွေရှိတယ်အဲ့ပြီးတော့ကျွန်တော် streaming လုပ်တယ် streaming ကအမှတ်မရရ PES လာမသိဘူး ကျွန်တော်ဘောလုံး game spin အဲ့တော့ခုနကတော့လည်းမျိုး gain နဲ့တူတူဖြတ်တန်းလာတဲ့အနည်းချင်းကြာကြီးကဘောလုံးဆိုတဲ့အရာတစ်ခုရှိတယ်ကျွန်တော်ဘောလုံးပွဲတွေအများကြီးကြည့်ရအဲ့တော့ဘောလုံးကကျွန်တော်တို့အရင်ရင်းကြီးရေဗျာအဲ့တော့ကျွန်တော်ဘောလုံးငင်းရှင်ကိုကြိုးစားတယ်အဲ့ချိန်တွေတော့လည်း strange တွေမှန်မှန်ရရ highest achievement ဆိုလို့ရှိရင်ကျွန်တော် viewer 930လာမသိဘူးရောက်ခဲ့တဲ့ကားလာဗျာအဲ့ချိန်တွေမှာကျွန်တော်ရဲ့ page က follower 7k လောက်ထိဖြစ်သွားတယ်ပေါ့နော် 7k လောက်ထိဖြစ်နေပြီအဲ့ချိန်တော့ အင်းမှာကျွန်တော်ဘောလုံးကနေ stream ပြီးတော့ကျွန်တော်ရှောက်လုံနေရပါဗျာနောက်ဆုံး e-sport commentator ဆိုတဲ့အရာတခုကျွန်တော်လုံးဝ account ထဲမှာဖွာသေးဘူးအဲ့ချိန်ဒီတီ no budget no income အရာတခုအဖြစ်နေခဲ့ရပြပြီးတော့အဲ့ချိန်ကလေ covid ပြီးသွားတဲ့အချိန် m2b y အချိန်ဒီမှာပွဲကတော်တော်ရှားတယ်ဗျအဲ့တော့ထုံးစံနိုင်မယ်အဲကျွန်တော်ကကက်ဆာလုံးချင်လာပြီဘာလို့လဲဆိုတော့ကျွန်တော် e-sport community ရဲ့ထဲထဲဝင်ဝင်အဲ့တော့လုံးဖို့လိုအပ်လာပြီပေါ့ဗျာ တော့ကျွန်တော် e-sport accommodator ဖြစ်စေမယ့် land တွေအကုန်လုံးကျွန်တော်ရှိသည်မရအရာအကုန်လုံးစိတ်ညစ်ပြီးတော့ကျွန်တော်စူးစမ်းထုတ်ခဲ့ရပြီ။ဒီသုံးခုလုံးကိုကျွန်တော်ရဲ့ career life ဖြစ်ဖြစ်ရွေးခဲ့တယ်။အခုလက်ရှိလည်း content video တွေလည်းလုပ်နေသေးဖြစ်တယ်။ content writing ကတော့ကျွန်တော်မရေးဖြစ်တော့တာများတယ်ပေါ့နော်။ဒီလိုနဲ့ပဲကျွန်တော် e-sport accommodator ဆိုရဲ career life ကိုတဖြည်းဖြည်းချင်းစီ step by step ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။အဲဒါပေမဲ့ကျွန်တော်စီမှာ limit ရှိရေကျွန်တော်ကိုကျွန်တော်ပြောခဲ့တဲ့အရာတခုရှိရေဒီအရာတခုကိုကျွန်တော်လုပ်မယ်အချိန်ဘယ်လောက်ပေးမှလဲ ကျွန်တော်၃နှစ်အထိန်ပေးမယ်လို့ကျွန်တော်တွေးခဲ့တယ်ဗျ။အဲ၃နှစ်အတွင်းမှာကျွန်တော်ဖြစ်မလာခဲ့ဘူးဆိုလို့ရှိရင်ဘာဆက်လုံးမှာလဲပေါ့။၃နှစ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒီအချိန်မှာ24လောက်ဖြစ်သွားလိမ့်မယ်ပေါ့နော်။အဲ့ခါလာတစ်ခုမှာဖြစ်မလာခဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အိမ်ကိုပုံမှန်လေးလေးပြောပြီးသွားလို့ရှိရင် DIA ကကျွန်တော်ဒီလိုမျိုးစူးစမ်းခဲ့တယ်။ကျွန်တော်နောက်ထပ်တစ်ခုကိုတော့ထပ်ပြီးတော့စူးစမ်းခြင်းတယ်။အဲ့လိုကျွန်တော်ပုံမှန်လေးလေးပြောမိမယ်ပြီးတော့ အာဝင်ဝေးပေါ့နော် basic salary တခုခုရတဲ့အလုပ်တခုခုမှာဝင်လုံးဖြစ်နေလိမ့်မယ်လို့တော့ကျွန်တော်တွေးထားတယ်ပေါ့နော်အဲ့ဒါပြီးသွားလို့ရှိရင်လည်းကျွန်တော်တို့အခုနောက်ဝါလိုမျိုးအခြေခံ basic ပေါ့ဗျာစာဝတ်နေရေးအရာဖြည့်ရှင်းပြီးသွားလို့ရှိရင်နောက်ထပ် drain ကြီးကိုကျွန်တော်ထပ်မံမေးလို့ကျွန်တော်တွေးထားတယ်ဗျာဥမာထားပါတော့ဒီ၃ခုတွေကမှကျွန်တော်အဆင်မပြေဘူးဒီ၃နှစ်တာမှရခဲ့တဲ့အတွေ့အကြုံတွေအကုန်လုံးပြန်ယူမယ်ပြန်ပြီးသွားလို့ရှိရင်ကျွန်တော်တို့လိုအပ်နေတဲ့အရာတွေ အဲအင်အားကျွန်တော်မကြွေးနိုင်တော့ဘူးဆိုလို့ရှင်လေကျွန်တော်အဲ့ဒီယာရီအကုန်လုံးပြင်လဲဖြည့်ရှင်းပြီးတော့ကျွန်တော် matching နဲ့ aim mat တွေအကုန်လုံးကျွန်တော်ဆက်လုပ်မယ်လို့အဲကျွန်တော်တွေးခဲ့တယ်ဗျာဘယ်လိုပဲအလုံးကြရပါဗျာကျွန်တော်ဆက်လုပ်မယ်လို့ကျွန်တော်တွေးထားပြီလားအနည်းဆုံးတော့ကျွန်တော်စီမှာ limit တွေရှိရဗျာဒီ career life မှာအချိန်တစ်ခုပေးခဲ့တယ်ဒါမှမဟုတ်၃နှစ်အချိန်တစ်ခုပေးခဲ့တယ် အမ်ဘာမှပြပြမြောက်လည်းရှိတာမဟုတ်ဘူးဘာမှမဟုတ်ဒီတိုင်းပဲပြီးဆုံးသွားခဲ့ရဆိုရင်တော့ကျွန်တော်နောက်ထပ် career live တစ်ခုကိုအချိန်ပေးဖို့အတွက်ဈာထဲမှာအားယူပြီးတော့နောက်ထပ် career live ကိုဆက်သွားဖို့ပဲရှိပါလိမ့်မယ်အဲ့တော့ဒါတော့ကျွန်တော်ရဲ့ bonus တွေးခဲ့တွေးခဲ့တဲ့အရာတစ်ခုတော့ကျွန်တော် bonus အနေနဲ့ထပ်ပြီးတော့ပြောပြတာပါမီကိုရိုးအနေနဲ့လည်းကျွန်တော်ဒီ career live တစ်ခုကိုစဉ်းစားလို့ရှိရင်ကိုယ့်ရဲ့အားသာချက်တွေဘာတွေရှိလဲဘာလုပ်လို့ချင်လဲဆိုတာကိုတေချာရေးချေပြီးတော့တေချာရေးချပြီးတော့လုပ်ကြည့်ပါ လုပ်ကြည့်ရင်လည်း စင်မပြေဘူးအချိန်ပေးရတာတွေကဒီတိုင်းပဲဘာမှမရှိတော့ဘူးဆိုလို့ချင်းတော့ forget about တွေနောက်တဲ့တစ်ခုကိုဆက်ပြီးတော့သွားပါဒါပေမဲ့လုတ်တဲ့လုတ်တဲ့အတိုင်းမှာတော့တရားကရင်တော့100% worry နဲ့လုံးလုံးရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒီလိုမျိုးတွေစဉ်းစားပြီးွားလို့ရှိရင်ဖြစ်မလာရင်ရောဆိုတဲ့ကိစ္စတွေရှိတယ်ကျွန်တော်စီမှာလည်းအဲ့ဒီတွေးရတာအများကြီးပဲဗျာအဲ့ဒီနေတော့စဉ်းစားခဲ့တော့ဟာဖြစ်မလာဘူးဆိုတဲ့စိတ်ဆန္ဒတွေရှိတယ်အိမ်ကလည်းဓာတ်ကြီးကိုလူကခွင့်ပြုမှာတော့ မင်းကလှုပ်လှုပ်ရပါရောမယ်ဆိုမှပတ်စံလည်းပြားမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်အိမ်ကဒီမှာပေါ့ထမင်းကြွေးထားတာမင်းကစံကုန်မြေလေးဆိုတဲ့ကိစ္စကြီးကကြိုင်မှာတခံရဖို့လည်းရှိရပြအဲ့တော့ကျွန်တော်ကအိမ်ကိုပုံဝင်လင်းပြောခဲ့တဲ့အချိန်ကြီးရှိတယ်ကျွန်တော်ဒီဟာဒီဟာကိုလုပ်ချင်တယ်ကျွန်တော်တော့ဝန်သာပါတယ်အဲတလန်းနေနေနေရတော့အဲ့တုန်းကကျွန်တော်အိမ်ကိုနိုင်ငံခြားဟာတွေကိုရှောက်ပြောခဲ့တာဗျာဒီလားပေါင်ပိုက်နေတဲ့လမ်းကြီးကိုကျွန်တော်ရှောက်နေခဲ့အောင်ဗျာအဲ့တော့ဒီဗီဒီယိုကြည့်ပြီးတော့ ရီယာတစ်ခုကိုရွေးချယ်မယ်ညီကိုညီနဲ့ဘယ်လိုမျိုးစဉ်းစားလို့ရလဲပေါ့ဗျာကျွန်တော်အနေနဲ့ကတော့ဒီလိုမျိုးကရီယာတစ်ခုကိုတော့စဉ်းစားခဲ့တယ်အဲ့တော့ညီကိုလည်းဒီလိုပုံစံမျိုးလေးလိုက်စဉ်းစားလို့ရတယ်တခြားသောနည်းတွေလည်းအများကြီးရှိတယ်ပေါ့ဗျာဒီရာတစ်ခုကျွန်တော် sharing လုပ်ပေးတာပါချစ်ရှုနေတဲ့ညီကိုညီနဲ့လည်းကရီယာတစ်ခုကိုရွေးချယ်ဖို့ပြောင်းဆုံးနေတဲ့သူချင်းကျွန်တော်ရွေးတဲ့လူမျိုးတော့ရွေးလို့တော့ရပါတယ်ဒါကတော့ကျွန်တော်စဉ်းစားခဲ့တဲ့ပုံစံလေးတစ်ခုပါကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြရင်ပြန်ပြီးတွေ့ကြပါမယ်ကျွန်တော်တော့ SC4 လေးမျိုးဖြစ်ပါတယ်